ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့မဲတော်စေကန်းကိုစတင်ထီထောင်ခဲ့သူဒေါက်တာစင်ဒီယာမောင်ရဲ့56နှစ်မြောက်မွေးနေ့ပွဲကိုဒီဇင်ဘာလ6ရက်နေ့ကမဲတော်စေကန်းမှာကျင်းပခဲ့ပါတယ်။ဒေါက်ခင်မင်းစောကသတင်းပေးပို့ထားပါတယ်ခင်ဗျာ။နေစကမြမဖြစ်ပြောင်းလို့ဒီမားရင်းနဲ့ဖြစ်ပြေးဒုက္ခတရေအားထရာမေတော်စည်းကမ်းကိုစတင်တည်ထောင်ခဲ့သူဒေါက်တာစင်တရာမောင်ရဲ့96နှစ်ပြည့်မွေးနေ့ပွဲကိုပြင်ပနေရပါ Happy birthday to you. Happy birthday to you. Happy birthday, HAPPY birthday. Happy birthday to you. ဒီခဏကိုခရီးမြတ်အစီအုံကတာဝန်ရှိသူတွေ <laughs> နယ်ထက်ခြေဆိုင်မြန်မာဒီမိုကရေစီရေလှုပ်ရှားနေတဲ့နည်းမြန်မာရှင်ပြောင်းစာတင်ကြောင်းတွေကဆရာဆရာမတွေကျောင်းသားကျောင်းသူတွေတက်ရောက်လာကြပါလေ။ကြပြီးစီစဉ်တွေအပြင်ငယ်ငယ်ဂျွန်းငယ်ငါးကောင်လွတ်ပြီးသမိန်ငါးပြီးကိုလည်းကန်ဆန်းမဲ့ဖောက်ပေးရခဲ့ပါလေ။မစားသေးတာမှာတော့အခြေကြည့်ပြီးတော့တော့ဒီကျမရေးဒီနာရေးနဲ့ဒီခုရေးလောက်ပါလေတော့အတူတူကဘောင်းဆောင်နဲ့ထည့်ကြတာဆက်ရှိနေရှိနေ ဲ့ဒီနစာတိကာလို့ပြောခဲ့ပြီးဆမလို့ဒီတိုင်းသာအောင်လို့ဘောပေါင်းနေတဲ့ဘုမှုခိုင်ဝိုင်းနေရှိပြီးတော့ဆမလို့ခိုင်နိုင်မှာရှိတယ်ဘောဆမလို့လက်မီရခါရီဒီသားကလည်းအများကြီးပါရှိပါတယ်ဒေါက်တာစင်ဒီယာမဟာထိုင်းမြို့နယ်ဆက်မဲဆောက်မြို့မှာမဲတော်စည်းကမ်းကို1989ခုနှစ်နှစ်စာပိုင်းမှာစတင်တည်ထောင်ခဲ့ပါတယ်။အဲဒီနောက်စည်းကမ်းဟာမြမရှိပြောင်းတော်ဒီမားရင်နဲ့စစ်ပေးဆောင်ပြည်သူတွေရဲ့အားထားရာစည်းကမ်းဖြစ်လာသလို ဖြည့်ပြားသူသမားတွေရဲ့တာသမီတွေအတွက်ပညာသင်ကြားပေးတဲ့ CDC စာသင်ကျောင်းကိုလည်းတည်ထောင်ခဲ့ပါတယ်။ဒေါက်တာစင်ဒီယာမောင်ရဲ့ကျမ်းမာရေးလူမှုရေးဆောင်ရွက်ချက်တီကြောင်းအချစ်တောင်အားချရဲ့ရေမွန်မက်ဆေ့စ်စုအပါဝင်နိုင်ငံတကာကပြည့်ရက်ထက်စုပေါင်း15ခုကျော်ကိုလည်းရရှိထားပါတယ်။ကျမထင်မင်းဆိုပါရှင်။